ဒီဗီတပည့်ကပြန်ကြိုဆိုပါဒီနေ့ကျွန်တော်ဆွေးနွေးတဲ့အကြောင်းအရာကတဘာဝတန်ဇာတာ24ထုတ်ယူတဲ့အခါအလွဲစီမံခန့်ခွဲမှုတွေကြောင့်ဒေသခံတွေဘလောက်ဆုံးရှုံးနေတာနေလဲတဘာဝပုံရှင်ဘလောက်ဆုံးရှုံးနေတာဒါတွေမဖြစ်အောင်ဘလို့နီးလန်းနေရှာကြမှာဒီကြောင်းကျွန်တော်ဆွေးနွေးနေရပါဒီနေ့ပွဲတစ်ခုလုံးချုံပြီးတော့ကာတွန်းနဲ့ရေးဆွဲသွေးဖို့မယ်ကာတွန်းဘူတန်ဖြစ်ပါပေးသက်ကိုအလှည့်ပေးပါမယ်မေကွန်းနဲ့မေးစရာရှိမယ်ထင်ပါတယ်ဒါပေမဲ့ကျွန်တော် Facebook ကပေးသက်ကိုအရင်အလှည့်ပေးလိုက်ရပါမယ် common ဆိုတဲ့ နာမည်နဲ့ရေးလာတာပါစီးပွားရေးသို့မဟုတ်ဖွံ့ဖြိုးရေးဆိုတဲ့စကလုံးနောက်ွယ်ကအခရီးလိုက်စားမှုတွေအခုချိန်ထိရှိနေဆိုယုံကြည်တယ်ဒါဟာအတိုင်းပြည်ပြည်ပြောင်းလဲရေးမှာစင်ကုန်းတရက်ဖြစ်ရှုမြင်သုံးသပ်ရင်နောက်တက်လာမယ့်အစိုးရတဲ့အတွက်ဘယ်ကစပြီးကန်တွေဖြစ်ရှင်းကောင်းမလဲဆိုတာသိကြပါတယ်ဒီတွင်းထွက်ပစ္စည်းတွေတူဖို့ထုတ်လုပ်တဲ့လုပ်ငန်းကိုကျွန်တော်တို့တကယ်ညီကြီးတွေကနေဈေးကွက်အထီးပေါ့နော်ကျွန်တော်စီးဆင်းသွားတဲ့ငွေတွေရဲ့ဒီစီရလမ်းကြောင်းကိုကျွန်တော်စစ်စစ်ကြလေ့လာသုံးသပ်ခဲ့ပါတယ်။အဲ့တော့စီရလမ်းကြောင်းထဲမှာကျွန်တော်အလေလွင့်နေ ရှိနေပါတယ်အဲ့တော့ဒီလေလွင့်တွေကိုဘလို့အကောင်းဆုံးနဲ့ဒါကိုအနည်းဆုံးဖြစ်အောင်ဆောင်ရွက်မလဲဆိုတဲ့ကိစ္စအခုချိန်မှာကျွန်တော်တို့စနစ်တကျသိရှိလာပြီလို့ပြောလို့ရပါတယ်ကျွန်တော်တို့ဗမာတနိုင်ငံနဲ့ရှိတဲ့ဒီဗရမျာတို့လိုကြောင့်ဒီနယ်ပတ်သက်ရင်လည်းကျွန်တော်တို့ဈေးကွက်ဆိုင်ရာဒီရှူတောင်းတွေကိုလည်းကျွန်တော်တို့လေ့လာသုံးသပ်ဖို့လိုပါတယ်ဒီကြားထဲမှာရှိနေတဲ့ဒီကွက်လက်တွေအားလုံးကိုကျွန်တော်တို့ဖြည့်နိုင်တယ်ဆိုရင်ခုနပြောတဲ့ဒီစီမံခန့်ခွဲမှုပြဿနာကို အာနောက်ပြီးတော့ဒီလက်ပေးလက်ယူမှုပြဿနာရောပြီးရင်တကယ်ပြည်သူကိုတကယ်အကျိုးရှိတဲ့ဖွံ့ဖြိုးမှုရလာပြီးတဲ့နေရာမှာအားကောင်းစေမှာဖြစ်ပါတယ်။အခုဆိုတော့ဆိုရတဲ့လုတ်ဖို့လွယ်ပါမယ်။ဒါကြောင့်မလို့လေဒီကိစ္စဟာဟိုရေရှည်လုံးရမယ့်ကိစ္စဖြစ်ပါတယ်။ရေရှည်ဆိုတာဆိုမြန်မြန်လေးလုပ်ရင်ကောင်းမယ်။ကုန်တော့ဖြစ်မှာဟုတ်ပါတယ်။ဟိုကျွန်တော်မြန်မြန်လုပ်နိုင်တဲ့ကိစ္စတော့ကျွန်တော်တို့ဒီဟာကိုဆက်ပြီးတော့ဘာမှမလုပ်ဖင်းနဲ့ ိတ်လိုက်တာလည်းကောင်းတယ်ဆိုပြီးတော့လည်းဒါအဆိုပြုလာတာရှိပါတယ်ဒါတစ်ဖက်ကကြည့်ရင်လည်းဒါကျွန်တော်တို့နိုင်ငံဟာဒီအကြောင်းမြက်ကိုထုတ်တဲ့နိုင်ငံတစ်ခုတည်းသောနိုင်ငံဖြစ်တဲ့အတွက်ကြောင့်အဲ့လောက်ကြီးထိကျွန်တော်တို့အဆုံးစုံဆုံးထိလုံးမယ်ဆိုရင်လည်းစီးပွားရှုတော့အကြည့်မယ်ဆိုရင်ဒါလုံးတင်တယ်လို့တော့မှပြောလို့ရတဲ့အနေအထားရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကမထုတ်တော့ဘူးဆိုရင်ဒီကြောက်ဟာပို့ပြီးတော့မှတန်ဖိုးရှိလာမယ်သဘောလည်းရှိပါတယ်။သို့တော်လည်းပဲကျွန်တော်တို့ဒီနေရာမှာစဉ်းစားရမယ့်ကိစ္စကဒါကျွန်တော်နိုင်ငံချစ်ကြည်ရေကော ဒီတရုတ်နိုင်ငံကအဓိကဒီဝယ်ယူနေတဲ့နိုင်ငံလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အာပင်မဝယ်ယူနေတဲ့ corporation တွေကုမ္ပဏီတွေနဲ့လည်းကျွန်တော်တို့ဓာတ်ရိုက်ချစ်ဆက်ပြီးတော့ကျွန်တော်တို့ခေါ်တော့တန်မိုးဂွင်းဆက်ကြောင်းကြီးတစ်ခုလုံး value chain ကြီးတစ်ခုလုံး integrate လုပ်နိုင်တဲ့စနစ်တစ်ခုလည်းကျွန်တော်တို့စဉ်းစားလို့ရပါတယ်တနိုင်တမိုင်နဲ့နော်အားလုံးဝိုင်းပြီးတော့အာကျွန်တော်တို့ဒါကိုအလူရဲ့ယူနေတာကနေစနစ်တကျလေကျွန်တော်တို့အားလုံးတစ်ဖက်ကလည်း ခေါင်းတွေပေါ့နော်ခေါင်းတစ်ခုကစုံပြီးတော့ခေါင်းတစ်ခုကြားမှာကျွန်တော်တို့ဒါတကယ်အစီအမံနဲ့ဆောင်ရွက်မယ်ဆိုရင်ဒါဟာဖြစ်နိုင်ခြေရှိတဲ့အနေအထားရှိတယ်။မြင်လာတော့ဟိုတရုတ်ဘက်ကဝယ်သူတွေနဲ့ညှိမဲ့ခေါင်းတစ်ခုဆိုတာကျွန်တော်အဲ့ခေါင်းတစ်ခုစကားပြောတာကိုကျွန်တော်တို့အရေးကြီးတယ်လို့မမြင်ပါဘူး။အဲ့တော့ခေါင်းတစ်ခုစကားပြောခြင်းဟာတိုင်းပြည်ရဲ့တရားစာတာတွေတိုင်းပြည်ရဲ့ကံကြမ္မာဟာဒီနှစ်ခုပေါ်မှာပဲကျွန်တော်တို့လွှဲပေးလိုက်ရတာမလား။လူတွေမြင်တာကအသက်တွေသေသွားပဲမြင်တာ။ သူတို့တည်သွားတဲ့ဘဝတွေကအများကြီးပဲအဲ့ဒီမှာမူရင်းဆေးဘွားတွေ HIV တွေနောက်လောင်းကစားတွေအများကြီးပဲအဲ့ဒီလိုနဲ့သူတို့ရှာတဲ့ပတ်စံဟာသူတို့အိတ်ထဲမှာမရှိနိုင်ဘူးပင်မမှုနဲ့ဒီလိုနဲ့ပဲတန်နေရလည်နေတာအဲ့ဒါအစိုးရရဲ့စနစ်ပေါ်မှာမူတည်တယ်ဗျာဒါကြောင့်ကျွန်တော်ကခုနအတ္တဂျိုးစီဘွားအစိုးရကဘသူတွေရဲ့အဂျိုးစီဘွားကိုဖော်ဆောင်ပေးမှလဲတရုတ်ကိုအပြစ်တင်ကြကျွန်တော်ကတော့တရုတ်ကိုအပြစ်မတင်ဘူးဒါကျွန်တော်တို့ပိုင်တဲ့မြေထဲမှာလေဘာကြောင့်ကျွန်တော်တို့အစိုးရကဒါကိုခွင့်ပြုထားလဲဘာကြောင့်မသိကြအောင်စောင့်နေလဲ အဲ့တော့နောက်ဆုံးရလက်ထက်မှာအဓိကလောက်မှာကတော့ကျွန်တော်တို့ပွင့်လင်းမြင်သာမှုကသိအရေးကြီးတယ်လို့ကျွန်တော်တို့မြင်ပါတယ်အခုကကျွန်တော်တို့ကစာရုပ်စာတမ်းတွေဘယ်လိုချုပ်လို့ချုပ်ထားမှလည်းမသိရလိုင်းစင်းတွေဘယ်လိုပုံစံနဲ့ခြာပေးထားမှလည်းမသိရနောက်ခုနဆရာဦးစောဝင်းဆွေးနွေးသွားတယ်အဆင့်တစ်ခုပါစောင့်ကြည့်ရမယ်မော်နီတာလုပ်ရှိရဘာမှလည်းကျွန်တော်တို့ရက်ဖက်အဖွဲ့အစည်းတွေမှာစောင့်ကြည့်ခွင့်မရှိဘူးတပ်တူကုမ္ပဏီတွေက ဘယ်ချင်းကဘလို့တိမ့်သွားမှန်မသိတဲ့နေရာမှာခြံစည်းရိုးတွေကတယ်ဒီသခန်လေသမားတွေရွာသူရွာသားတွေအဲ့ထဲဝင်ပြန်ပြီးတော့ချင်းချောက်ခံရတယ်တရားစွဲခံရတယ်စောင့်ကြည့်ရလူတွေကမှအတူထောင်နေပြန်နာရှာရလူတွေဒုက္ခပေးရလူတွေမြင်ကြတယ်အဲ့တော့ဟိုတကယ်ဆိုလို့ရှိရင်ကျွန်တော်မှတ်ကြောက်တင်ခံရမယ်အခုဆိုကျွန်တော်တို့တိုင်းပြည်မှာဘလို့ဖြစ်နေလဲဆိုတော့နောက်ကြောင်းပြန်တက်ရောက်မှုမရှိစေရတယ်ဟာပြီးရင်အခုသမရကဒီသမရမရှိလို့ရှိရင်ဒီနောက်သမရဟိုသမရမရှိလို့ရှိရင်အဲ့တော့ ော်ဥပဒေနဲ့ပြဋ္ဌာန်းမယ်မလိုဘူးကျွန်တော်တို့ကိုလိပ်ပြကိုတန်းနဲ့ကိုသမိုင်းကိုကောင်းနေဆိုရင်ကျွန်တော်စိန်ခေါ်ရမယ်ကြိုက်တဲ့ချိန်စစ်လိုက်ငါတို့သမိုင်းကကောင်းပြီလားဒါဆိုခုနပြောတာကျွန်တော်ဖတ်ပြောရဲဆိုမှဆိုလို့လေကျွန်တော်မမေးရအောင်အဲ့တော့ကိုဥရင်းနဲ့ကိုကိုနိုင်ငံမှာကိုလူကိုမထိမ့်မနဲ့ဟိုဘက်ကဝယ်တဲ့လူကိုသွားထိမ့်ရမယ်ဆိုတော့ကြော်မနေဘူးလားဖြစ်နိုင်ပါမလားဒီကိစ္စကကျွန်တော်တို့နိုင်ငံတကာကျွန်တော်တို့အသင်းချုပ်ပေါ့နော်ကျွန်တော်တို့က EIDI ဆိုလဲဒါနိုင်ငံပေါင်း90 ပါဝင်တဲ့အသင်းချုပ်တွေရှိလာပြီးနိုင်ငံတကာစံနေရလဲကျွန်တော်တို့အပေါ်မှာအများကြီးအသိမှတ်ပြုပြီးကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းတွေကိုလည်းအထောက်အကူပြုလာပြီးရှိတော့ဒီဟာတွေအားနဲ့ပေါ့နော်ကျွန်တော်တို့ဒီတရုတ်နိုင်ငံနဲ့လည်းကျွန်တော်တို့နှိမ့်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဒေတာဟာကျွန်တော်တို့ဒီဖားကန်ကိရှာဒီတရားဥပဒေရှုံးမရင်းရှုတော့နေပြောတာတော့မှန်ပါတယ်။ဒါပေမဲ့ဒီနေရာဟာလည်းနေဆက်ဒေတာဖြစ်တယ်။နောက်ပြီးတော့ဒီခုပဏိပက္ခတွေဖြစ်နေတဲ့ နေရာလဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါကိုလုတ်ဖို့ရွေဒီပဏိပက္ခတွေမှာပါနေတဲ့သက်ဆိုင်သူအားလုံးဒီကိစ္စကိုဝိုင်းပြီးတော့အာဆွေးနွေးဖို့လိုပါတယ်ဒါကြောင့်မလို့လည်းအခုကျွန်တော်တို့မှာတော့ဆွေးနွေးနိုင်မဲ့အခြေခံကောင်းတွေလည်းရှိနေပြဿနာလည်းတည်နေပြီဖြေအဖြေရှာတဲ့ရှုထောင့်အောင်နေကျွန်တော်လုပ်မယ်ဆိုရင်အဖြေရနိုင်ခြင်းရှိတယ်လို့ကျွန်တော်ကျွန်တော်လည်းဆွေးနွေးလို့ရတယ်ဟုတ်ကဲ့ဆရာဒီလိုပါအခုပြဿနာကကြောက်စိမ့်တခုတည်းဟိုခုနပြောတဲ့ဟိုအိန္ဒိယကြီးဝယ်တဲ့နိုင်ငံနဲ့ဆွေးနွေးရုံတော့မရဘူးဥစ္စာကျွန်တော်တို့နိုင်ငံကြီး နေကြားဒေတာဆက်ဆက်နေတာငားနိုင်ငံရှိတယ်။အဲ့ငားနိုင်ငံတွေကလုံးမလာအိုဒေတာကလွဲလို့အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ယူရီးယားတရုတ်ပတ်ပတ်နယ်မှာအားလုံးကတရားဝင်လုပ်ငန်းတွေပဲအောင်မြင်ကြီးပွားနေတာ။ဆိုလိုချင်တာကစီးပွားရေးလုပ်ငန်းတွေရောအစိုးရတွေရောဒါတွေအားလုံးကဥပဒေပိုင်းကိုခိုင်မာစွာတည်ဆောက်ဖို့လိုတယ်။ကျေးဇူးတင်ပါဦးဆိုရင်တိုင်းတို့ချက်အနေနဲ့ကအခုလက်ရှိအနေထားကျွန်တော်တို့ဒါစီးပွားရေးပညာရှင်ကြီးတွေအားလုံးသိရပါတယ်။ resource ဟာကျွန်တော်တို့ဒီ resource တွေပဲကျွန်တော်တို့က ထုတ်ရောင်းမလို့အဲ့ဒီထုတ်ရောင်းတဲ့ပတ်စံလေးနဲ့ပဲကျွန်တော်ထင်မင်းစားနေဘောကဖြစ်တယ်။အဲ့တော့နောက်တစ်ချက်ကကျွန်တော် geopolitical situation ဆိုပြီးကျွန်တော်တိုင်းပြည်ကတန်ကုန်းတထောင်လောက်ရှိတဲ့တိုင်းပြည်ရတဲ့မှာညံ့နေပါတော့ကျွန်တော်ဒါတွေကိုကျွန်တော်လုံးဝကျွန်တော်သဘောမတူဘူး။အဘယ်ကြောင့်ဆိုတော့အဲ့လိုသာပြောကြတဲ့ဆိုရင် Israel နိုင်ငံဘယ်လိုပြောမလဲ Singapore ဘယ်လိုပြောမလဲ။စင်ကာပူမှာပတ်နေတဲ့ Indonesia နိုင်ငံတွေပါရင်ဒီလောက်ကြီးမားတဲ့နိုင်ငံကြီးတွေဒီကြီးမားတဲ့နိုင်ငံကြီးဘယ်တော့မှမကြောက်တော့ဘူး။အဲ့တော့မမနိုင်ငံမှာဆိုလို့ရှိရင်မိမိရမိမိရက်တည်နေတယ်ကိုထမင်းကိုစားနေတယ်ကျွန်တော်တို့ကစွန်းရဲ့ဟောလို့ပြစ်ချလိုက်လို့ရှိရင်အဲ့ကစွန်းကမနေ့ပညာအညွတ်မြတ်ထွက်တယ်ကျွန်တော်ပြန်စားလို့ရတယ်။အဲ့တော့ ကောင်းတဲ့အတိုင်းပြီဒီမှာတစ်ခုဖြတ်မိလိုက်ဘာမှမလုပ်တက်လို့ဒါရောင်းစားပြီးတော့ပတ်စံစားတယ်ဘာမှမလုပ်ပညာရှင်တွေရှိရတဲ့အတိုင်းဒါပဲရောင်းစားဆိုတော့ဘာမှမလုပ်ခဲ့လို့ဘာမှမရောက်ခဲ့လို့မရောက်ခဲ့လို့ဒီပြဘာမှမလုပ်ခဲ့လို့ဒီနေ့ဘာပြောပြောရေဘူးပေါက်တာပဲရေပါတာပဲလို့ကြည့်ရေပေါက်တာမလို့ခြင်းနဲ့ကောင်းဆက်နဲ့တိုင်းပြီကျွန်တော်အစိုးရရှင်းတော့ဒေါက်တာဇော်လည်းရှိရပြဥစ္စာဝင်လည်းရှိရပါဘာလို့ပါလဲဒီတော့ဒီလိုဟုတ်ကျွန်တော်မှပြောတာကိုကျွန်တော်တို့ဘလို့မှပြောပြောတယ်ဒီနေ့ဆိုင်ဖို့ကရှင့်ကိုဘလို့သွားကြမလဲကျွန်တော်တို့မှလှုပ်ရှားအကြိုက်ကြရီအများကြီးရှိပါ ကျွန်တော်ပြောမယ်တစ်တေခုတ်ခဲ့တော့ထမန်ဒီစီရေအားသက်စစ်တိတ်မယ်ဆိုတစ်တေတံမောင်းပြောက်သွားခုတ်ခဲ့တယ်ခြားနာတဲ့လူ၃လျောက်ပဲခြားနာသွားတယ်အဲ့တော့အရပ်ဘက်အဖွဲ့စည်းလည်းလာမကြည့်နိုင်ဘူးမေးလိုက်မေးလို့မရဘူးကျွန်တော်ကောက်ခဲ့ခဲ့တယ်တနင်္လာရနေ့တိုင်းမှာစောင်းစီတွေစိုက်မယ်ဆိုပြီးခုတ်သွားတယ်ဘာအိယာယူမှလည်းမရှိဘာမှလည်းမရှိဘူးကျေးတယ်မှာကျွန်တော်ပြေးတော့အလှည့်ပေးပါဦးဒီကတော့ခြုံပြီးကြည့်လိုက်ရင် state owned economic enterprise law ဆိုတဲ့နိုင်ငံမဲ့စီးပွားရေးလုပ်ငန်းကိုနိုင်ငံတော်အလွဲသုံးစားလုပ်မှုနဲ့ ဥပဒေမလိုက်နိုင်မှုကြောင့်ဖြစ်နေတယ်လို့အယူအသားဆုံးပြောရမှာပါနံပါတ်1အားထုတ်ကြည့်လိုက်ပါဘောနော်နံပါတ်2အချက်ကနိုင်ငံတော်နဲ့ State Home Economic Enterprise Law အရချုပ်ဆိုထားတဲ့ Foreign Company ပဲဖြစ်ဖြစ်ပြည်ရင်း Company ပဲဖြစ်ဖြစ်စာချုပ်ပါစီကံမျိုးမလိုက်နိုင်လို့ဖြစ်ရတဲ့အချက်ပါခုပြောနေတဲ့တဘာဝပတ်ဝန်းကျင်နေနဲ့ National Security ဟာလက်ရှိပြစ်ဆုံးပံလူသားတွေနေမဟုတ်ပါဘူးဒီနိုင်ငံအတွက်ရှိစွာတည်ရှိနေတဲ့၍ ဖြစ်ပေါ်လာမယ့်အနာဂတ်လူသားတိုင်းရဲ့ပိုင်ဆိုင်တဲ့ဥစ္စာတနာပါဆိုတော့ပြောရဲစောင့်ကြည့်ရမှာမဟုတ်ပါဘူးစောင့်ရှောက်ရမှာစောင့်ကြည့်နေလို့မပြီးဘူးတယောက်ကအကုန်လုံးကိုင်းနေတိုက်ထုတ်သွားတယ်ဒိန်းရက်ကြည့်နေကျွန်တော်စောင့်ကြည့်နေတော့တွားပြီပါသွားပြီကျေးဇူးတင်ပါတယ်โอเคเนาะအဲ့ဒါလေးယူဇာအဆက်ဆက်အတွက်ကိုကြည့်ရမှာဆရာဟုတ်ပါဘူးစောင့်ကြည့်နေလို့မရဘူးစောင့်ရှောက်ရမှာတဲ့ဟုတ်ပါဘူးကျွန်တော်တို့ချက်ချင်းလုတ်တင်တဲ့တကယ်အဖြေရှာတင်တဲ့ကိစ္စတွေဘက်ကကျွန်တော်တို့အများဆုံး ဆွေးနွေးဖို့လိုပါတယ်။ဟိုရှာကြီးကပြောတဲ့ကိစ္စမှာကနိုင်ငံပိုင်စီးပွားရေးကော်ပိုရေးရှင်းဆိုပေမဲ့ကျွန်တော်တို့အခုနောက်ဆုံးပေါ့နော် EIDI စီရင်ခံစား Ferry လာကြရင်လည်းဆရာတို့လေ့လာသင့်ပါတယ်။ဒါအားလုံးအများပြည်သူသိအောင်လည်းကျွန်တော်တို့ထုတ်ပြန်မှုရှိပါတယ်။အဲ့ဒါရဲ့အရာဆိုအခုချိန်မှာဒီကြောက်မြတ်နဲ့ပတ်သက်ပြီးတော့လောက်တာပုံလိက corporation တွေပဲလုပ်ပါတော့တယ်။ဆရာတို့ခုနကတရုတ်နိုင်ငံကျွန်တော်အင်းနီးနားချင်းနိုင်ငံတွေဘယ်သူ့ကိုမှကျွန်တော်တို့မမိကိုခြင်းဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့လုပ်ငန်းကိုလည်းအမြင့်မို့လို့နေတယ်ခင်ဗျာဒီ value added လောက်အောင်ပါเนาะကျွန်တော်ခဏလေးကျွန်တော်နည်းနည်းပြောပြပြဆိုတာအဲ့တော့ဒီဟာကဒီဥပမာကိုကြည့်မယ်ဆိုရင်ကွန်ဂိုနိုင်ငံဟာဆိုရင်လည်းဒါစိတ်အများဆုံးထွက်ပြီးမယ်ဘေးပတ်ဝန်းကျင်နိုင်ငံအားလုံးကဖျက်လိုက်တဲ့အခါမှာအတော်ဒုက္ခရောက်သွားပါအဲ့တော့သူတို့ဘယ်လိုပြန်လုပ်လဲဆိုတော့ဒီ Kimberley process ဆိုပြီးလုပ်တာရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာလည်းကြောက်စိမ့်တို့ ဒီဗရမျာတို့ဆိုတဲ့ဟာကိုနိုင်ငံတကာအထူးသဖြင့်အခုအနောက်နိုင်ငံတွေဈေးကွက်ကိုကျွန်တော်တို့ဖော်ထုတ်ပြီးတော့ပုံလိကကဏ္ဍလေကျွန်တော်တို့အရင်ကနေဒီတကယ့်ကိုအစ်မြင့်နဲ့ကြောင်းမြေရတနာဖြစ်တဲ့အထီကိုဆရာတို့လုပ်ငန်းရှင်တွေဘက်ကဒါကိုလေးလံသုံးသပ်ပြီးတော့ဒါကိုတစ်စင်းပြီးတစ်စင်းမြင့်သွားရင်ဒါတွေအားလုံးရဲ့ value တန်ဖိုးမြင့်တဲ့တန်ဖိုးမှန်သမျှကျွန်တော်တို့ပြည်သူတွေပဲရမှာဖြစ်တယ်ပြီးရင်လည်းကျွန်တော်တို့အင်ဂျင်နီယာချင်းနိုင်ငံတွေကိုလည်း မိကိုစရာမလိုတော့ဘူးဒီလိုလုံနိုင်တဲ့အခြေအနေဟာစိုးရကလည်းလိုရမယ်ပုဂ္ဂလိကကလည်းလိုရမယ်ပြီးရင်ကျွန်တော်ပညာရှင်တွေကလည်းဝိုင်းပြီးအားလုံးလိုရမယ်ဒီစားအခုကကြောင်းမြတ်လုံကားတစ်ခုတည်းကိုအာယုံစိုက်ပြီးပြောမယ်ဆိုရင်ခုနပြောတော့ straight on enterprise မရှိတော့ဘူးပုဂ္ဂလိကအားလုံးထွက်လိုက်ပါအချိုးတွေလောက်တာတွေတော့ရှိနေသေးတယ်ဟုတ်အဲ့ဒါကြောင့်ပြောဥစ္စာဥပြောတာဘူးတော့အားလုံးမပန်ဘူးဆရာပုဂ္ဂလိကအမိခံနောက်ကကြိုးကင်နေတဲ့အဖွဲ့အစည်းတွေလောက်တဲ့ဟာတွေအများကြီးရှိတယ် ဘောကအဲ့တော့ချင်းချင်းတော့ဒီအပွဲစည်းတွေဟာဟိုပုံလေးပြောများဥပိုင်လုံးဟာမျိုးကြိုက်ထားတာအများကြီးပဲကြောက်မြန်ပါဗရမများမှလည်းထုတ်တယ်ကြောက်စိမ့်မှလည်းထုတ်နေတယ်ဆိုတော့ဒါတွေကနေတဆင့်နောက်ထပ်တတိယကိုယ်စားလှယ်ဇရုဒ္ဓကိုယ်စားလှယ်ပြင်စမကိုယ်စားလှယ်တွားပြီးတော့စင်ကဲစင်ကဲနာမည်ခါနေတဲ့လုပ်နေတဲ့လုပ်ငန်းတွေကခုနပြောတဲ့အင်းဒီတန်းတိုင်းပြတ်လူတွေကဖားကန့်နေဝင်ပြီးကားနဲ့ဝင်ပြီးတော့စက်ကြီးနဲ့တူတယ်ဘလူပါတယ်လူတွေပါတော့နွားချကြိုက်တာဆရာ ဘူးကလုပ်ငန်းရှင်တွေကအဘဲချောင်ကြတာတာလုပ်တဲ့လုပ်ငန်းရှင်တွေဒီစက်ယုံတွေထောင်မဲ value added တွေလုပ်ပဲစူးစမ်းတော့ညာလေရေများရေလိုက်မိမိုင်းမိတိုင်ဖြစ်သွားတယ်ကျေးဇူးတင်ပါတယ်ဦးဆောင်မြန်ခုနကဖြတ်ပြဲခြင်းဒါပေမဲ့ဒီလေးကုန်းလေးဖြေပါဒါလေးကနည်းနည်းသက်ဆိုင်တယ်လို့ပါနောင်မင်းအောင်သူဆွေနာမည်နဲ့ရေးတာပါဒီဒီကနေပြီးတော့နိုင်ငံတော်ဘန်နာတွေဘယ်လောက်ရသလဲပျက်စီးသွားတဲ့နေရာတွေကိုလှုပ်ဆောင်နေတဲ့ကုမ္ပဏီတွေကပြန်လဲလှုပ်ဆောင်ပေးခြင်းရှိမရှိကုမ္ပဏီကသွင်းတဲ့ဆက်ရံနေရာတွေကတရားဝင်ခွင့်ပြုချက်ထက်ပိုတယ်ဆိုရင်အရေးဆိုင်မှုရှိမရှိ နံပါတ်1တစ်ချက်ကဒီကနေပြောနိုင်ငံတော်ဘာနာဘလောက်ရတယ်လဲဆိုတာကျွန်တော်တို့ဒီတပ်ထုတွေနဲ့ပတ်သက်လာလို့ရင်တပ်ထုတွေမှာကျွန်တော်ဓာတ်တပ်ထုအခွန်ဆိုတာရှိတယ်ဓာတ်တပ်ထုအခွန်ဆိုတာကျွန်တော်တို့တွန်းဝကုန်နဲ့ကောက်တယ်တွန်းဝကုန်နဲ့ကောက်တော့ကျွန်တော်ကြောက်မြေရတနာတွေမှာကြရတဲ့ခါကျ Emporium မှာတင်တဲ့ကျွန်တော်တို့တန်ဖိုးပေါ်နေပြီးကောက်တယ်တန်ဖိုးပေါ်မှာကျွန်တော်တို့ကဒီဂျန်ကင်းဈေးရှိတယ်ဂျန်ကင်းဈေးရတယ်ပြီးတော့လေလံဈေးမှာသူတို့အောင်းသွားတဲ့ဈေးရှိတယ်ဒီငွေကဘယ်တော့ချိန်မှာတိုင်းပြည်ကိုပြောင်းဝင်လာသလဲ ဘယ်အချိန်မှာ bank transfer နဲ့နိုင်ငံရဲ့ဝင်ငွေဖြစ်နေပိုင်ရှင်တဲ့အတွက်လည်းရောက်လာလဲဆိုတာဒါအခုတည်းကဒါတော်တော်လေးတော်တော်ချက်ချင်းကြီးရောက်မလာဘူးတော်တော်လေးကိုဖြည့်ရှင်းရပါတယ်ဒေတာပြည့်စည်သွားတဲ့ကိစ္စတွေမှာကျွန်တော်တို့ permit တစ်ခုထုတ်ပေးတယ်ဆိုရင် permit condition ဆိုတာရှိတယ်ဒါဆိုတော့ကျွန်တော်ပြောရတဲ့ထဲမှာလည်းပါပါတယ်ဟော permit condition ဆိုတာဒီကြောက်မြင့်နာထုတ်တယ်ဆိုလို့ရင်ဒီကြောက်တဲ့သဘာဝပတ်ဝန်းကျင်ဖြည့်စည်ရင်မဖြစ်အောင်လူတွေအန္တရာယ်မဖြစ်အောင်တော့ခုတ်သွားတဲ့သစ်ပင်တွေပြန်ဆိုင်အောင်ဆိုတဲ့ permit condition တွေအကုန်လုံးထည့်ထားပါတယ်ထည့်ထားပြီးတော့မှအဲ့ထည့်ထားသောစီကံကျင်မှာပါသော permit ကြီးကိုကျွန်တော် permit ပိုင်ရှင်ယူသွားပါတယ် ယူသွားပြီတဲ့ကတော့ तू လုပ်ပါတယ်ပါမစ်စည်းကမ်းကြီးတွေ तू တခုမှလှည့်မကြည့်ပါဘူး तू ပတ်ဆံရမယ့်လုပ်ငန်းတွေပဲအကုန်လုံးလုပ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောတာစောင့်ကြည့်ရဆိုတာစောင့်ကြည့်အောင်တက်တက်မဟုတ်ပါဘူးစောင့်ကြည့်တော့ enforce လုပ်တာ enforce ဆိုတော့စောင့်ကြည့်ပြီးတော့အရေးယူတာမလိုက်နိုင်အရေးယူအဲ့တော့ who will watch the watcher စောင့်နေလို့ဘယ်သူကစောင့်မလဲမစောင့်ဘူးအရေးယူတာမရှိဘူးအဲ့အရေးယူတာမရှိတော့ဘာဆက်လုပ်ကြမလို့ပြဿနာအဲ့ဒီမှာဆုံးတယ် solo ကျွန်တော်ကျွန်တော်ပြောချင်တာတခွန်းနဲ့မှာ sovereignty အချုပ်ချာအာဏာမင်းမှုကကျွန်တော်တို့လက်ထက်မှာရှိတယ်ကျွန်တော်တို့တည်ရန်စားတာကျွန်တော်တို့စားဖို့လည်းလောက်တယ်နောက်လူတွေလည်းလောက်တယ်လောက်တာကိုစီမံခန့်ခွဲပါတေချာစီမံရစီမံခန့်ခွဲပါဒါပဲကျွန်တော်အချုပ်ချာဆိုတဲ့နေရာမှာကျွန်တော်ပြောချင်တာကခုနောက်တက်မဲ့အစိုးရမှာကောတကယ်အချုပ်ချာအာဏာသူ့မှာရှိပါမလားညီတို့ပြောချင်တာကဘသူလက်ထက်မှာခုနဦးရင်ထောက်ပြဥပိုင်ကုမ္ပဏီကဲ့သို့သောစစ်တပ်သည်တွတ်တော်ထဲမှာလည်းဝင်မရွေးပဲနဲ့နေရာယူထားတယ်လေကင်းရာကင်းတွေထဲမှာလည်း ဝင်ပြီးတော့နေရာယူထားတယ်သတ္တုပင်ကဏ္ဍတွေစီးပွားရေးကဏ္ဍတွေမှာဆိုလဲဝင်နေရာယူထားတယ်လျှောက်ပြီးတော့ဒီလိုပဲလုံနေအောင်မယ်ဆိုရင်တော့နောက်အစိုးရကလည်းဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ကအခက်အခဲတွေအများကြီးဆက်ရှင်းပါတယ်ဒီဘက်ကအရှိန်သိပ်ကောင်းနေပါကျွန်တော်ဆက်ဆွေးနေပါမယ်အခုတော့ပြစမမြောက်ဦးဆောင်ဆွေးနေသူလို့ကျွန်တော်တို့သတ်မှတ်တဲ့မြန်မာ Center for Responsible Business ကဒါရိုက်တာ Vicky Woman ပါဝင်ဆွေးနေထားချက်ကိုကြည့်အောင်ဗျာ ခုချိန်ဒါရရင်ကောင်းမှာမဒါမနောက်မှပြန်စစလုပ်တဲ့အချိန်အဲ့ဒါလောက် license အဲ့ဒါလောက်ဟို my neighbor တွေ pay um point queen မပေးရပါဘူးเนาะတပြေးပြေးတပြေးပြေးလုပ်ရတယ်ဘာကြောင့်ဆိုတော့တပြေးပြေးတပြေးပြေးလုပ်ရင်ပို့ပြီးတော့ထိန်းသိမ်းလုပ်ရပါတယ်အခုက free for all ဖြစ်တယ်เนาะဒါဟို set day body များများလာနေတယ်နောက်ပြီးတော့မြန်မာ sabawa no ho top level town ဥပဒေတာ2000ခုနှစ်မှာပဲထုတ်တယ်ဒါပေမဲ့ waste water standards air standards အခုလုံးမရှိသေးဘူး so ho a ဒါကြောင့်မလို့ကျမတို့ဟိုအဖွဲ့ရ MCRB a ပါပါအချမ်းပြချက်ရှိသလဲ um the a မျိုးသား national ဥပဒေတွေပါတယ် standard မရှိရင်အပြေပြေဆိုင်ရာဥပဒေတွေသုံးလို့ရပါတယ်အထူးသဖြင့်က International Finance Corporation, IFC, through standards, Amyozon Shida, no mining ne pathara, thabao pawanjin ne and Eddie Hamyore, da sajo utemale telu yare, da ma mahoye the environmental impact assessment net, environmental management plan, Eddie utemale di sanone thwinyare, the environmental management plan utema pae, da contract the bomiwa, no? Da so yin company to kua di hamyore standard cho pao သူတို့ဥပဒေအရဆွဆွဲလို့ရပါတယ်ဒါမှမဟုတ်ရင်သူရဲ့စီမံခန့်ရခိုင်လို့ရပါတယ်နော်နောက်ပြီးတော့တခြားနိုင်ငံမှာတခြား company မှာဒီအမျိုးတွေဖြစ်ရင်သူတို့အမြဲတမ်းသူတို့အသိစိတ်ဖားတဲ့စုံစမ်းရေးအဖွဲ့လို့တဲ့ investigation or popular peer peer သွားလဲနောက်တစ်ခေါက်မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ဒီဟာမျိုးလေသူကတကယ်ပခမလုတ်ဖူးသလားအဲ့ဒါလည်းမသိပါဘူးเนาะဒီဒီဟာမျိုးလေအသေးစိတ်အသေးမပေါ်လာပါဘူး